လွန်ခဲ့တဲ့နှစ်ပေါင်း80အတွင်းမှာတတိယကမ္ဘာစစ်ကိုအနည်းဆက်ဆုံးရောက်ရှိခဲ့တဲ့စစ်ပွဲလို့တင်စားထားကြတဲ့စစ်ပွဲကြီးတစ်ခုအကြောင်းကိုဒီနေ့မျှဝေပေးကြပါမယ်။ဥရောပမှာဒုတိယကမ္ဘာစစ်ကြီးပြီးကြတဲ့ကနှစ်ပေါင်း80အတွင်းကိုအကြီးမားဆုံးတင်းမာမှုတစ်ခုဒါမှမဟုတ်ရင်ရုရှားယူကရိန်းစစ်ပွဲလို့ပြောကြတဲ့ဒီစစ်ပွဲအကြောင်းကိုကျွန်တော် LGDN ရဲ့ Data Research Team ကပေးပို့တဲ့အချက်လက်တွေအခြေခံပြီးတင်ပြပေးသွားပါမယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ရုရှားယူကရိန်းစစ်ပွဲအကြောင်းမပြောခင်ဒီနှစ်နိုင်ငံရဲ့တမိုင်းကြောင်းနဲ့သူတို့ရဲ့ကြောင်းတော်ကရန်စတွေကို ပြန်ပြီးပြောချင်ပါတယ်တကယ်တော့ရုရှားယူကရိန်းစစ်ပွဲဟာ2022ခုနှစ်မှာစခဲ့တာမျိုးမဟုတ်ပါဘူး2014ခုနှစ်ကတည်းကအစပြိုးလာတဲ့မိဘတစ်ခုပါပဲ2014ခုနှစ်မှာရုရှားဘက်တော်သားလို့သတ်မှတ်ခံထားရတဲ့ယူကရိန်းသမ္မတဟောင်းဗစ်တာယန်နူကိုဗစ်ဟာ EU အဖွဲ့တွေကိုဝင်မဲ့အစားရုရှားနဲ့ဆက်ဆံရေးကိုသာပုံမူခိုင်မာအောင် ပြုလုပ်တင်နေဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်ယူကရိန်းပြည်သူတွေရဲ့ဆန္ဒပြမှုခံခဲ့ရပြီးရာထူးကနေဖြုတ်ချခံခဲ့ရပါတယ်။တမရဟောင်းယန်နူခိုဗစ်ပြုတ်တော့ရုရှားဟာဒေသရင်းမှာရုရှားလူမျိုးတွေကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ခရိုင်းမီးယားကျွန်းဆွယ်ဒေသကိုရုရှားအပိုင်ဒေသတစ်ခုလို့သတ်မှတ်လိုက်ပါတယ်။ဒါပေမဲ့ UN အပါအဝင် နိုင်ငံတကာကတော့အခုအထိခရိုင်းမီးယားကို ယူကရိန်းအပိုင်ဒေသတစ်ခုအဖြစ်သတ်မှတ်ထားကြဆဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ Donbass ဒေသလိုလူသိများတဲ့ယူကရိန်းအရှေ့ပိုင်းပြည်နယ်တွေမှာရုရှားစိုးရကထောက်ပံ့ပေးထားတဲ့လက်နက်ကင် ဖွဲ့စည်းတွေဟာ ယူကရိန်းစိုးရကိုတိုက်ခိုက်မှုတွေရှိလာခဲ့ပါတယ်။ဒါကြောင့်အပြစ်ကတ်ရစဲကြီးကြိုးပမ်းမှုတွေ ရှိခဲ့တာတော့မှာ Donbass ဒေသမှာဆယ်စုနှစ်နေပါတစ်ခုစာစစ်ပွဲတွေရှိနေခဲ့ပါတယ်။ 2014ခုနှစ်ကနေ2022ခုနှစ်အထိ10နှစ်ကြာတဲ့ဒီကာလအတွင်းမှာကိုပဲ UN ရဲ့ခံမှန်းချက်တွေအရဆိုရင်တေဆုံးသူဟာ13000ကျော်ထက်မနည်းရှိတယ်လို့သိရပါတယ်2021နှစ်ကုန်ပိုင်းကိုရောက်တဲ့ခါမှာတော့ရုရှားတပ်တွေဟာနေဆက်ဒေသတော်တော်များများမှာတက်ဆွဲပြီးဖြစ်နေပါတယ်ယူကရိန်းအနေနဲ့နောက်တိုင်းနဲ့ပတ်သက်မှုတွေပုံမှုတွင်ကျလာတာဟာရုရှားကိုမတင်မကျဖြစ်စီလာခဲ့ပြီးတော့ 2022ခုနှစ်မှာတော့သမ္မတပူတင်ရဲ့ပြောကြားချက်အရဆိုရင်ယူကရိန်းဟာအခုလိုအနောက်တိုင်းနဲ့ဆက်နွယ်မှုကြီးမားလာတာအထူးသဖြင့် NATO အဖွဲ့အစည်းကိုဝင်ရောက်ဖို့ကြိုးပမ်းမှုတွေဟာရုရှားနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်တယ်လို့ခံစားလာရတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ယူကရိန်းအနေနဲ့ Donbass မှာရုရှားလူမျိုးပြောရေးဆိုခွင့်ရှိသူတွေကိုလူမျိုးတို့တပ်ဖြတ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့လည်းဆွဆွဲသွားပါသေးတယ်။ ဒီအကြောင်းပြချက်တွေနဲ့ပဲရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာယခုထိဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ကျူးကျော်စစ်ကြီးကိုစတင်ခဲ့တာဖြစ်ပါတယ်။လူသားအရင်းမြစ်ဆုံးရှုံးမှုကတော့မရေတွက်နိုင်လောက်အောင်ပါပဲ။ယူကရိန်းဘက်အနေနဲ့တရားဝင်ဖော်ပြမှုတွေမရှိတာကြောင့်မသိရပါပဲ။ရုရှားအနေနဲ့တနေ့ကိုစစ်သား1100နီးပါးလောက်တေဆုံးပြီးစုစုပေါင်းစစ်သား3000ချီတေဆုံးတယ်လို့တွက်ချက်ထားကြပါတယ်။ UN ကတော့အပြစ်မဲ့ပြည်သူဥယျာဉ်တပေါင်းကျော်သေဆုံးမှုရှိတယ်လို့အတည်ပြုပါတယ်။ဒီစစ်ပွဲကြောင့်ယူကရိန်းနိုင်ငံမှာအိုးအိမ်ဆွန့်ခွာရသူဟာ3.8တန်းအထိရှိပြီးတော့6တန်းကျော်ကတော့နိုင်ငံကိုဆွန့်ခွာပြီးဥရောပနိုင်ငံတွေမှာဒုက္ခသည်ဖြစ်နေခိုလုံနေကြရပါတယ်။ရုရှားတပ်တွေအနေနဲ့ယခုလက်ရှိမှာယူကရိန်းနိုင်ငံရဲ့၁၈ရာခိုင်နှုန်းကိုသိမ်းပိုက်ထားနိုင်တယ်လို့ကြေညာထားပြီးတော့ ပျက်စီးဆုံးရှုံးမှုကုန်ကျစရိတ်တွေအနေနဲ့ကတော့ဒေါ်လာ၄၀၀ဘီလီယံကျော်သွားပြီလို့ကမ္ဘာဘဏ်ကတွက်ချက်ပြထားပါတယ်ဒီစစ်ပွဲကြောင့်အင်အားကြီးနိုင်ငံတွေကြားမှာသဘောထားမတိုက်ဆိုင်တာတွေလည်းဖြစ်ပေါ်လာစေပါတယ်အထူးသဖြင့်တရုတ်အနေနဲ့ရုရှားကိုစီးပွားရေးထောက်ပံ့မှုတွေပြုလုပ်နေပြီးတော့တစ်ဖက်မှာတော့အနောက်နိုင်ငံတွေဟာယူကရိန်းကိုထောက်ပံ့မှုတွေပေးနေပါတယ်အဲ့ဒီထောက်ပံ့မှုတွေထဲမှာယူကရိန်းကိုအမေရိကန်တနိုင်ငံတည်းကတည်းပဲ ဒေါ်လာ100ဘီလီယံခန့်အထိရှိပြီလို့ဖော်ပြချက်တွေကသိရပါတယ်။2008ခုနှစ်ကတည်းက NATO အဖွဲ့ဝင် ဖြစ်စ조사နေတဲ့ယူကရိန်းဟာ NATO အဖွဲ့ဝင် ဖြစ်လာမလားဆိုတဲ့အဖြေကတော့ယခုထိမရေရာမှုတွေနဲ့အငင်းပွားမှုတွေတဲ့သာပြည့်နေနေပါတယ်။ရုရှားအနေနဲ့ကတော့ယူကရိန်းကို NATO အဖွဲ့ဝင် ဖြစ်လာခြင်းကိုပုံကံမှု အနေနဲ့သတ်မှတ်ထားပြီးတော့နျူကလ িয়ার တုံ့ပြန်မှုတွေပါရှိလာနိုင်တယ်လို့ချိန်ချောက်မှုတွေရှိပါတယ်။ ဒါပေမဲ့တုံးသက်သူတွေကတော့ရုရှားအနေနဲ့ NATO ကိုခုခံဖို့ဆိုတာဖြစ်နိုင်ချေနည်းတယ်လို့ဆိုပါတယ်။ဒီလိုစစ်ပွဲကြီးဟာအချိန်အတော်ကြာမြင့်လာပြီးဖြစ်ပြီးတော့ဆုံးရှုံးနစ်နာမှုတွေများနေတော့လက်ရှိမှာရုရှားနိုင်ငံဟာအတိတ်ကဆိုဗီယက်ယူနီယံလိုကျိုးပဲ့ပျက်စီးသွားဖို့ဖြစ်နိုင်ချေရှိသလားဆိုတဲ့တန်တရားစိတ်တွေတစ်ဖက်မှာစိုးရိမ်မှုတွေမြင့်တက်ပေမဲ့ဒီလိုဖြစ်နိုင်ချေနည်းပါတယ်လို့လေ့လာသူတွေဆိုကြပါတယ်။ 1991ခုနှစ်မှာရုရှားဆိုဗီယက်ပြိုကွဲခဲ့ရတဲ့အဓိကအကြောင်းရင်းကကြာမြင့်လာတဲ့စီးပွားရေးကျဆင်းမှုနဲ့နိုင်ငံတွင်းလူမျိုးကွဲပြားမှုတွေကြောင့်ဖြစ်ပြီးတော့ယခုလက်ရှိမှာရုရှားနိုင်ငံအနေနဲ့စီးပွားရေးပိတ်ဆို့ခံရမှုတွေရှိတယ်ဆိုတဲ့တိုင်အောင်ရုရှားနဲ့ထိစပ်မှုတွေရှိတဲ့တရုတ်ရဲ့ထောက်ပံ့မှုတွေသူ့နိုင်ငံရဲ့ပြည်တွင်းစည်းလုံးညီညွတ်မှုတွေနဲ့တည်ငြိမ်တဲ့အခြေအနေတစ်ခုမှာရုရှားကထိန်းထားနိုင်တာတွေ့ရပါတယ် စစ်ပွဲကြာလာတဲ့အခါမှာပြည်တွင်းသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်စေတာအမှန်ဆိုပေမဲ့ရခိုင်တုံးကလို့ခွဲထွက်မှုတွေဖြစ်လာဖို့တော့ရခိုင်တုံးနဲတယ်လို့သုံးသပ်သူတွေဆိုကြပါတယ်။ဒါဆိုရင်ရုရှားနဲ့ယူကရိန်းရဲ့ဒီစစ်ပွဲကြီးဘယ်အချိန်အဆုံးသတ်နိုင်မလဲ။ဒီမေကွန်ရဲ့အဖြေအတွက်အမေရိကန်ပါဝင်ဥရောပနိုင်ငံတွေရင်းရဲရဲအတွက်အားထုတ်မှုတွေဟာယခုတစ်ထီတော့အောင်မြင်မှုမရှိသေးပါဘူး။ဒါပေမဲ့ယခုရက်ပိုင်းမှာ မေဂန်တဗရထရန့်ရဲ့ငင်းချင်ရေးချိုးပန်းမှုတွေကတော့လမ်းကြောင်းတစ်ခုပေါ်ကိုရောက်လာနေတာမျိုးတွေ့ရပါတယ်။တမိုင်းကြောင်းတစ်လျှောက်မှာဆိုရင်ရုရှားနဲ့ယူကရိန်းတင်းမာမှုတွေဟာညှိနှိုင်းမှုတွေရှေ့မတိုးနောက်မဆုတ်အခြေအနေမှာအဆုံးသတ်သွားကြတာများပါတယ်။2014 2015မှာလည်းဒွန်ဘတ်စစ်ပွဲတွေကိုသဘောတူစာချုပ်တွေအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပေမဲ့ထိရောက်တဲ့ရပ်တန့်မှုတွေတော့မပေးနိုင်ခဲ့ပါဘူး။ ယခုလက်ရှိမှာလည်းပူတင်ကယူကရိန်းရဲ့လက်နက်ချမှုကိုတောင်းဆိုနေပြီးတော့ယူကရိန်းသမ္မတဇလန်စကီးကတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝတောင်းဆိုမှုတွေကြောင့်ဆွေးနွေးမှုတွေရလက်ကောင်းတယ်မတွေ့နိုင်ပါဘူး။မကြသေးခင်ကတူရကီနိုင်ငံမှာထိတ်တိုက်ဆွေးနွေးမှုတစ်ခုကိုဖန်တီးပေးခဲ့ပေမဲ့ပူတင်အနေနဲ့ဇလန်စကီးနဲ့လူချင်းထိတ်တိုက်တွေ့မဲ့ကမ်းလှမ်းချက်ကိုညှင်းပယ်ပြီးကိုယ်စားလှယ်အဖွဲ့ကသာဆီလွတ်ခဲ့ပါတယ်။ဒါဟာတူရကီနိုင်ငံအပါအဝင်ဒီစကားဝိုင်းမှာပါဝင်ကြတဲ့ အမေရိကန်နိုင်ငံတို့ကိုပါမလေးစားမှု ပြသတယ်လို့သတ်မှတ်ပြီးဇလန်စကီအနေနဲ့ကာကွယ်ရေးဝန်ကြီးဦးဆောင်တဲ့အဖွဲ့ကိုသာစေလွတ်ခဲ့ပါတယ်ဒီပွဲမှာလဲဆွေးနွေးမှုတွေဟာဘာအကျိုးရလက် ကြီးကြီးမားမားမှမရခဲ့ပဲအဆုံးသတ်ခဲ့ကြပါတယ်ယူကရိန်းနိုင်ငံမှာရှိတဲ့ Zaporizhia Nuclear Strike ဆက်ရုံဟာရုရှားရဲ့ထိန်းချုပ်မှုအောက်မှာရှိတာကြောင့်နိုင်ငံတကာအနေနဲ့စိုးရိမ်မှုတွေရှိနေပါတယ် ဒီရုရှားယူကရိန်းစစ်ပွဲဟာဒီနှစ်နိုင်ငံတည်းနဲ့ထိခိုက်နစ်နာတာမျိုးမဟုတ်ပါဘူးယူကရိန်းနိုင်ငံရဲ့စိုက်ပျိုးသီးနှံတင်ပို့မှုတွေထိခိုက်တာအပြင်အထူးသဖြင့်အာဖရိကနဲ့အာရှတိုက်တို့မှာမတည်ငြိမ်တဲ့ကုံစည်းနှုံးတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ရုရှားနိုင်ငံပေါ်စွန့်ရင်ပိတ်ဆို့မှုတွေဟာလောင်စာဆီနဲ့ဒန်းငွေဈေးတွေကိုဈေးမြင့်တက်စေခဲ့ပြီးတော့ကမ္ဘာမှာငွေကြေးဖောင်းပွားမှုတွေကိုလည်းဖြစ်ပေါ်နေစေခဲ့ပါတယ် ဒီစစ်ပွဲကြီးအနေနဲ့ယခုတည်းပုံမတင်းပါပြီရက်ရှည်ကြလာခဲ့မယ်ဆိုရင်ကမ္ဘာစီးပွားရေးနဲ့စီယူတွေဟာယခုတည်းပုံပြီးအန္တရာယ်ပြုလာနိုင်ပါတယ်အထူးသဖြင့်အနာဂတ်မှာဇက်ဖရိုရှီးယားမှာနျူကလ িয়ার အသုံးပြုမှုတွေအပြင်နေတိုးနဲ့နားလည်မှုကွဲလွဲတာတွေဖြစ်နိုင်တယ်လို့လေ့လာသူတွေသုံးသပ်ကြပါတယ်နောက်ထပ်တစ်ခုကတော့လုံခြုံရေးအားနည်းလာတဲ့အခါရုရှားအနေနဲ့တရုတ်နိုင်ငံကိုပုံမအပြုတ်လာနိုင်တာကြောင့် ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားမှာဆက်ဆံရေးနဲ့အဆင့်တွေပြောင်းလဲလာနိုင်ပါတယ်ဘလိုပဲဖြစ်စီ2022ခုနှစ်ကစတင်ခဲ့တဲ့ရုရှားယူကရိန်းစစ်ပွဲကြီးအနေနဲ့ယခုထိမပြီးသေးသလိုကောင်းမွန်တဲ့လားလာတွေမတွေ့ရသေးတာတော့အမှန်ပါပဲဒါပေမဲ့ယခုရက်ပိုင်းမှာအမေရိကန်သမ္မတနဲ့ရုရှားသမ္မတပူတင်တို့ဖုံးနဲ့နှစ်နာရီကြာတွေ့ဆုံမှုအပြီးတွေမှာတော့ဘာတွေဆက်ဖြစ်လာမလဲငြိမ်းချမ်းရေးအတွက်ဘလောက်အထိ မျောလင်းချက်တွေရှိလာမလဲဆိုတာတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ LGDI ရဲ့တင်ဆက်မှုတွေကိုယခုလိုအစအဆုံးကြီးစုနားထောင်ပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။